အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး16ရက်တာလှုပ်ရှားမှုမြန်မာရွှေပြောင်းအမျိုးသမီးဘောလုံးပြိုင်ပွဲကိုထိုင်းနိုင်ငံမဲဆောက်မြို့မှာမဲဆောက်အိမ်အဖွဲ့ကဦးစီးပြီးနိုဝင်ဘာလ30ရက်နေ့မှာပြုလုပ်ခဲ့ကြပါတယ်။မောင်တူးသတင်းပေးပို့ထားတာပါရှင်။ဟုတ်ကဲ့ပါ။နိုဝင်ဘာလ25ရက်အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေးနေ့ကနေဒီဇင်ဘာလ10ရက်အပြည်ပြည်ဆိုင်ရာလူ့ခွင့်ရေးနေ့အထိလှုပ်ရှားကြတဲ့ ဆက်ချရတာလှုပ်ရှားမှုဖြစ်မဲဆောက်ဘောလုံးပွဲကိုပြုတ်လုခဲ့ကြတာလို့ဆိုပါတယ်။အော်ကျမတို့ကဒီနေ့ကလေ16ရက်တာလှုပ်ရှားမှုအတွက်ဘောလုံးပြိုင်ပွဲအမျိုးသမီးဘောလုံးပြိုင်ပွဲလုပ်တာပါ။ဟုတ်ပြွာကြတော့အမျိုးသမီးများပေါ်အကြံဖတ်မှုပပျောက်ရေး16ရက်တာလှုပ်ရှားမှုအစီအစဉ်လေးပဲဖြစ်ပါတယ်။အဲ့မှာကျမတို့ကနေ့စဉ်နှစ်တိုင်းလုပ်တာဒီနေ့ဆိုရင်3ချိန်ဖြစ်ပါပြီရှင်။အာကျမတို့ပူပေါင်းပါဝင်တဲ့ဖွဲ့တွေကတော့မင်းဆောက်အိမ်နဲ့ခင်းဆန်ကွင်းထိုင်းလန်ဖွဲ့နဲ့ကပူပေါင်းပြီးတော့ကစားသမားကစားတဲ့အတင်း6တင်းပါပါတယ်။ဟုတ်နော် မဲဆောက်အိမ်ကနေ Kingston Queen Thailand နဲ့ပူးပေါင်းပြီး White Flower Cup 3-0အမျိုးသမီးဘောလုံးပွဲကိုနိုဝင်ဘာလ30ရက်နေ့တနင်္ဂနွေနေ့မှာပြုလုပ်ခဲ့ကြတာလည်းဖြစ်ပါတယ်3-0ဆိုတာကတော့မဲဆောက်အိမ်စဖွဲ့ပြီးကြတဲ့ကနှစ်စဉ်နှစ်တိုင်းဒီနှစ်ပါဝင်3နှစ်ဆက်တိုက်16ရက်တာလှုပ်ရှားမှုပြုလုပ်ခဲ့ကြတာကိုရည်ညွှန်းတယ်လို့ဆိုပါတယ် ဒီနေ့မှဒီလိုဒီလိုနေရာမှာပေါ့နော်ဒီမဲဆောက်လူနေရာမှာဒီဘောလုံးပွဲလေးလုပ်ရတယ်ဆိုတော့ရွေချက်ကကြတော့ပေါ့နော်ကျမတို့ပြောသလိုပဲပုံစံမျိုးစုံနည်းမျိုးစုံနဲ့ကဘာတဝမ်းမှာဒီနေ့လှူရှာမှုကိုလုပ်နေကြသလိုပဲကျမတို့ကလည်းတက်နိုင်တဲ့အားလေးနဲ့ပါဝင်တာပေါ့နော် အလွာပေါင်းစုံကအမျိုးသမီးတွေရဲ့အတန်ကိုထုတ်ဖော်ခြင်းနဲ့အတွက်ကြောင့်မလို့ကျမတို့ဒီကနေ့ဘောလုံးပွဲနဲ့လှုပ်ပြီးတော့ကျင်းပရတဲ့ကြီးရွယ်ချက်ဖြစ်ပါတယ်ပြီးတော့ပေါ့နော်ကျမတို့ရဲ့ဒီမှာဆောင်ဖို့တွေအမျိုးမျိုး campaign ရဲ့ဟိုခေါင်းစဉ်လေးတွေအမျိုးမျိုးရှိတယ်ပေါ့နော်အဲ့ဒီမှာလည်း women crossing the line ပေါ့နော်ပြီးလို့ရှိရင်ချွင်းချက်မရှိပြစ်ဒဏ်ချမှတ်ဖို့ဒီနှစ်မှာတောင်းဆိုရပေါ့နော်ဒါပါကြောက်လဲဆိုလို့ရှိရင်ဒီ gender based violence ပေါ့နော်အမျိုးသမီးနဲ့အမျိုးသမီးတွေအပေါ်မှာ gender based violence လုပ်တဲ့သူတွေကိုပြစ်ဒဏ်ဟိုမချလို့ဘယ်လိုပြောမလဲလွတ်နေတဲ့သူတွေရှိတယ်ပေါ့နော်သူတို့ဥပိ္ပခမပြူရအောင်ချွင်းချက်လုံးဝမရှိ ရှိရဘူးပေါ့နော်အဲ့ပုံစံပြီးတော့သူတို့ကိုကြီးလေးတဲ့ပြစ်ဒဏ်ချမှတ်ဖို့အတွက်လည်းတောင်းဆိုလာတာရှိတယ်ပေါ့နော်ဟုတ်မိမျိုးစုံနဲ့ပေါ့နော်ပြီးတော့ကျမတို့တွေအကုန်လုံးအမျိုးသမီးတွေကနေရာဒေသအတီးတီးကနေပြီးတော့ဒီကနေ့မှာကျမတို့ရဲ့အတန်တွေကိုထုတ်လွှင့်တာပဲဖြစ်ပါတယ် လုံးလုံးတဲ့လူတွေအလုံးလုံးတဲ့လူတွေပြီးတော့ចောင်းသူចောင်းသားတွေပေါ့နော်အာမတွေးရတာကြာပြီးပြန်ဆောင်ဖို့လည်းခက်တယ်ပေါ့နော်ဒီပွဲလေးစီစဉ်ပေးနေတဲ့အတွက်အာဒီအမျိုးသမီးတွေအကောင်လုံးစုဆွေစုဝေးပြီးတော့ဒီမှာပြန်ပြီးတော့စုစည်းရတဲ့အတွက်ပျော်ရွှင်ပါတယ်ရှင်ဒီအမျိုးသမီးတွေကိုအကျန်ဖတ်တယ်ဆိုတာအမျိုးသမီးတွေဆိုတာမဟုတ်ဘူးကျွန်တော်က channel base violence ဆိုတာကဒီယောက်ျားမိန်းမဖြစ်တည်မှုအပေါ်မူတည်ပြီးတော့ဒီလို ဖိနှိပ်တာအော်နော်ဟိုအကျန်းဖတ်တာဒါတွေကမလုံးတင်မလုံးထိုက်တဲ့ကိစ္စတွေဖြစ်တယ်။ဟာလိုကန်စားလည်းဒီမှာပွဲချင်းမပြီးရတော့ပေါ့နော်။ဒီမှာတခုအနေနဲ့ဘာလဲပြူပြူပပနဲ့ပေါ့နော်လွတ်လွတ်လပ်ဖွဲလို့ရရပေါ့နော်။ကစားလို့ရရဘလို့ကန်လို့ရရဒီမှာနိုင်ငံမှာဆိုအခုလိုမျိုးဆိုကန်လို့မရဘူးလေ။ဘလို့အဲ့တခုပါလေ။စစ်ချောက်ရတာလှူရှားမှုဘလုံးပွဲကိုမဲဆောက်ရောက်ကျောင်းသူတွေစေယုံလို့ယုံတွေကရွှေပြောင်းအမျိုးသမီးတွေနဲ့ပြုတ်လုကြတာဖြစ်ပြီး ပြိုင်ပွဲအတွင်းဘောလုံးအသေးမောင်း6တင်း ါဝင်ပါတယ်ခင်ဗျာကျွန်တော်မောင်တူးပါ